မြေထားလန်းကြီးပေါ်မှာခွပြီးတိဆောက်ထားတဲ့ထိုင်းနိုင်ငံရဲ့အထူးကြဆုံးစီမင်္ဂလာပါခီရာပတ်စပို့စာပေကတင်ဆက်ပေးနေပါရီဈေးဝယ်နေတုန်းမှာပဲမြေထားကြီးကကိုနဲ့တပေးအကွာလောက်ကဖြတ်သွားတာမျိုးကြုံမှုပါသလားမကြုံဘူးရင်တော့ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့အနောက်တောင်ဘက်မှာရှိတဲ့မေကလောင်မြေထားဈေးကိုသွားပြီးတော့လည်ပတ်တင်ပါရီဒီနေ့အဟာကဘာပေါ်မှာအန်ရီအများဆုံးနဲ့အထူးကြဆုံးဈေးတစ်ခုအဖြစ်ကဘာလေခီးသွားတွေကိုဆွဲဆောင်ထားတာပါ ဒီဈေးရထူးခြားချက်ကတော့ရထားလမ်းပေါ်မှာပဲဈေးတွေတွေကသူတို့ရဲ့ပစ္စည်းတွေဖြစ်တဲ့ဟင်းသီးဟင်းရွက်တွေအသီးနှံတွေပင်လယ်ဇာတွေကိုရောင်းချဖို့အတွက်နေရာယူထားကြပါရီဒီနေ့ကိုအချိန်မောင်းများစွာရထားဝင်လာတဲ့အခါမှာမီးရထားလာပြီဆိုတဲ့ခေါင်းလောင်းတန်ကိုကြားရတဲ့ဈေးတွေတွေကသူတို့ရဲ့နေကာအမူးတွေနဲ့အယောင်စပွဲတွေပေါ်ကပစ္စည်းတွေကိုစက္ကန့်ပိုင်းတွင်အလျင်မြန်ခောက်သိမ်းလိုက်ကြရပါရီရထားကြီးကတဖြည်းဖြည်းဖြတ်တန်းသွားပြီးတဲ့နောက်မှာမှဈေးတွေတွေကဘာမှမဟုတ်ခဲ့တယ်လို့ဘာမှမဖြစ်တယ်လို့ပဲချက်ချင်းပြန်ဖွင့်ပြီးတော့ဈေးရောင်းကြပါရီ ကိုကတက်တီလဲကောင်းစွန့်လဲစွန့်စားခြင်းနဲ့ဆိုရင်တော့အဲ့ဒီမြေထားလမ်းပေါ်ခွာဖွင့်ထားတဲ့ဈေးကိုသွားပြီးတော့လေပတ်တင်ပါရီ